အနောက်နိုင်ငံတွေရဲ့ပညာရေးကိုစိတ်ဝင်စားပြီးဖြီးတိန်တက္ကသိုလ်နဲ့ကောလိပ်တွေကဘွဲ့လိုခြင်းနဲ့မြန်မာအကျောင်းသားတွေအတွက်ဗြိတိသျှကောင်စီကကြီးမှုကျင်းပတဲ့ UK Education ပြပွဲကိုမတ်လ29ရက်နေ့ကဆူလီရှန်ဂရီလာဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။မြန်မာလူငယ်အကျောင်းသားတွေ UK ကဘဲအကျောင်းတွေကိုစိတ်ဝင်စားလေ့လာခဲ့တယ်လေ။ဖြီးတိန်ကတက္ကသိုလ်ကောလိပ်တွေဟာသူတွေတနပိုင်းမှာအရန်ကောင်းတာကြောင့်ကဘာမှာဖြစ်ပြက်နေသမျှကိုအရင်ဆုံးသင်ယူခွင့်ရပြီးအင်္ဂလိပ်စာလဲပိုကောင်းလာနိုင်တယ်လို့ရင်ကျေးမှုမတူတဲ့ပတ်ဝန်းကျင်မှာ ဘလို့ရှင်သန်နေထိုင်ရမလဲဆိုတာတွေကိုပါသင်ယူနိုင်တယ်လို့မတ်မြက်လေးတင်ကပြောပါတယ် သူတို့ရဲ့ research တွေကအရင် strong ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့သူ့ဒေသနဲ့အခုဖြစ်ပျော်နေတဲ့ changes တွေ trend တွေကိုသူတို့ဟိုအရင်ဆုံးသင်ခွင့်ရတယ်ပြီးတဲ့အခါကျလို့ရှိရင်သူတို့က English စာ environment မှာသင်ရတဲ့အတွက်ကြောင့်မလို့ဘလို့ပဲဖြစ်ဖြစ်မြန်မာပြည်မှာရှိနေတဲ့ international company တွေမှာအလုပ်လုပ်တာပဲဖြစ်ဖြစ် English စာ communication skills ကလည်းလိုတယ်အဲ့ဒီအတွက်ကြောင့်မလို့အဲ့လိုမျိုး skills တွေရတဲ့အပြင်ကိုကိုကိုနဲ့ culture မတူတဲ့ environment မှာဘလို့မျိုးရှင်သန်ရမလဲဘလို့ communicate လုပ်ရမလဲဘလို့မျိုးအလုပ် လုပ်ရမလဲဆိုတော့ဟိုပေါ့ experience တွေလည်းရတယ်နောက်ပြီးရခါကြလို့ရှင်တချို့ကိုတက်တဲ့ program ပေါ်မှာ multi ပြီးတော့ sandwich course တွေရရှိတယ်အဲ့ဒါကကြတော့ UK မှာပဲဒီကျောင်းတက်ရင်းနဲ့ကိုကဟို attachment internship program နဲ့ပေါ့နော် UK မှာ UK ရဲ့အလုပ်ခွင်ကိုလည်းဟိုရတဲ့အတွက် international exposure လည်းရပါတယ်အလုပ်ကန်ခွင်လန်းအတွက်မြန်မာလူငယ်တွေဟာစင်ကာပူကိုအများဆုံးသွားခဲ့ကြပြီမဲ့အမေရိကဗြိတိန်နဲ့ ဩစတြေးလျနိုင်ငံတွေကိုတော့တစ်နှစ်ကိုမြန်မာကျောင်းသား300လောက်သွားကြတယ်လို့သူကပြောပါတယ်။ဒီတိန်ကကောလိပ်နဲ့တက္ကသိုလ်ပေါင်း18ခုပါဝင်ပြသထားတဲ့ပညာရေးပွဲမှာမြန်မာအိမ်နီးချင်းနိုင်ငံတွေကအကြောင်းတွေမှာသင်ယူနိုင်မဲ့အစီအစဉ်တွေလည်းပါတာမို့မြန်မာလူငယ်တွေအများစုလေ့လာခဲ့ပါတယ်။ပညာရေးပြပွဲကိုလာရောက်လေ့လာတဲ့ပထမနှစ်ဆေးကျောင်းသားကိုဝေဖြိုးဟန်ကဒီတိန်နဲ့ဩစတြေးလျကဆေးပညာနဲ့ပတ်သက်လို့သင်ယူနိုင်မဲ့အကြောင်းတွေကိုစုံစမ်းနေတာဖြစ်ပြီးမြန်မာပြည်မှာပြန်လည်အသုံးချဖို့နဲ့ မြမဆေးလောကတိုးတက်ဖို့ပြည်ပကျောင်းတွေမှာသင်ကျင်တာလို့ပြောပါတယ်အာဆို UK ဘက်လည်းအဆင်ဝင်သားပါဗျာ။ Australia ဘက်လည်းဆင်ဝင်သားပါ။အာနှစ်ခုလုံးတော့မေ့ကြည့်ပါရစေ။အာနှစ်ခုလုံးမှာရှိရဒီ medicine အတွက်အကျိုးပြုမဲ့အကြောင်းတွေဟုတ်။ဒီလက်ခံတဲ့အကြောင်းတွေ medicine အတွက်လက်ခံတဲ့အကြောင်းတွေမြန်မာနိုင်ငံဆီလောကတိုးတက်ဖို့တာဟိုမှာရှိနေတဲ့ပညာတွေသွားယူပြီးတော့ဒီမှာပြန်အသုံးချခြင်းနဲ့ ရွေးချက်တစ်ခုနဲ့ပဲနိုင်ငံခြားသွားတင်ရင်ရပါဒီမှာပြန်ပြီးတဲ့အာဆရာဝန်တယောက်အနေနဲ့ပြန်ပြီးတော့ချိုးပြချင်ပါတယ်နိုင်ငံသားမြန်မာကျောင်းသားတွေနိုင်ငံတကာကိုပညာသွားတင်ဖို့အခွင့်အလမ်းတွေများလာနေချိန်မှာပြပထွက်အလုပ်လုပ်လဲဘဝအတွက်ကောင်းသလိုတက်မြောက်လာတဲ့ပညာကိုတိုင်းပြည်အတွက်ပြန်သုံးချမယ်ဆိုရင်လဲကောင်းမွန်တဲ့ရည်ရွယ်ချက်ပါလို့စန်တာလန်တက္ကသိုလ်ကပြောပြပါဗျာ They can study if they can finish the program and get a job in UK, they will be able to stay there, or they can come back to Burmese and con- make a contribution on their new, uh, knowledge that have learned acquired from the university to make the country and society progress.